မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်တောင်ကုန်းတက္ကသိုလ်မှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကို AA ကသိမ်းပိုက်လိုက်ပြီးတော့တိုက်ပွဲများဟာတောင်ကုန်းမြို့တွင်းနေမှာပါဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်တောင်ကုန်းမြို့ထဲမှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီးတော့တောင်ကုန်းတက္ကသိုလ်ကို AA ကထိန်းချုပ်ပြီးတဲ့နောက်တိုက်ပွဲဟာပုံမပြင်းထန်လာတယ်လို့သိရပါတယ်။ ်ဇွန်လလယ်ကစပြီးတော့တောင်ကုန်းမြို့နယ်နေပူတောင်တိုက်ပွဲတောင်ကုန်းတန်ရဲကားလမ်းပိုင်းတချို့မှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့တောင်ကုန်းမြို့ကို AA ကဝမ်းရံပိတ်ဆို့ထားခြင်းကြောင့်စစ်ကောင်စီတပ်ဟာတောင်ကုန်းတက္ကသိုလ်ထဲမှာနေရာယူတပ်ဆွဲခဲ့တယ်လို့သိရပါတယ်။သို့တော်လည်းအော်တိုဘားလနောက်ဆုံးပတ်မှာ AA ရဲ့ထိုးစစ်အရှိန်ဟုန်မြင့်တယ်ပြီးတော့တိုက်ခတ်ခဲ့မှုကြောင့်နိုဗမ်ဘာလပထမပတ်အတွင်းမှာတောင်ကုန်းတက္ကသိုလ်ထဲကစစ်ကောင်စီတပ်ရဲဟာစုတ်ခွာပေးလိုက်ရပြီးတော့လက်ရှိမှာတောင်ကုန်းတက္ကသိုလ်ကို AA ရဲ့ထိန်းချုပ်မှုအောက်မှာရောက်ရှိသွားပြီလို့မြို့ကန်သတင်းရင်းမြစ်ကပြောပါတယ်။ တောင်ကုတ်တက်ကတော့ကိုတင်းလိုက်တာကတော့ရပ်ပိုင်းလောက်ရှိနေပါပြီတိုက်ပွဲကအခုဂန်းရှင်ရက်ကွက်ကိုကြော်ပြီးတော့မြို့လေကိုရောက်သွားပြီတောင်ကုတ်တက်ကတော့ထဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်ညာနဲ့ချီပြီးတော့တက်ဆွဲခဲ့တာလက်နက်ကြီးတွေပါတက်ဆင်ထားတဲ့အထီကိုအထိုင်ချနေခဲ့တာဖြစ်ပါတယ်အခုတော့အေအေကထိန်းချုပ်လိုက်ပြီဘောလို့သတင်းရင်းမြစ်ကပြောပါတယ်လက်ရှိအာရခတက်တော်အေအေရဲ့ထိုးစစ်ဟာတောင်ကုတ်တက်မှစကခ9ကိုအဓိကထိုးစစ်ဆင်တက်ခတ်နေပြီးတော့အခြားသောထောက်ပို့တက်ခမရ9လေးလေးတရင်နဲ့ခမရ3လေး6တရင်တို့ကိုလည်းဂျားညက်ပြီးတော့တိုက်ခိုက်နေကြောင်းစီရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ် တောင်ကုတ်မြို့ထဲ9နေရာလောက်ကတိုက်ပွဲဖြစ်နေကြတယ်။အခု AA ကတောင်ကုတ်တမဆက်ကခ9ကိုထိုးစစ်ပြင်းပြင်းထန်ထန်ဆင်းနေပါတယ်။တမအနီးတန်တွဲလမ်းခွဆုံ KBZ ဘန်အနီးအန်လမ်းမှာ တန်တော်ရက်ကွက်အောင်ချမ်းတော်လန်ရဲစခန်းအနီးမှာတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်မြို့ရဲ့တဝက်လောက်ကိုအေအေကတိမ့်လိုက်ပြီလို့လည်းပြောလို့ရပါတယ်စစ်ကောင်စီရဲ့လေရင်တွေကတော့တောက်လျှောက်ကိုဘုံတွေကျင်းနေတာပဲလို့ပြောဆိုထားပါတယ်နှစ်ဖက်တိုက်ပွဲများကြောင်းတောင်ကုန်းမြို့ထဲမှာပိတ်မိနေတဲ့အရသာပြည်သူ6000ကျော်ဟာနိုဝင်ဘာလ9ရက်နေ့အထိမြို့ထဲကနေထွက်ခွေမရကြပဲနဲ့အခုရက်ပိုင်းအတွင်းမှာအေအေကထိုးစစ်ကိုရန်နာကပိတ်မိနေတဲ့သူများကိုမြို့ပြင်ကိုထွက်ခွေပေးခဲ့တယ်လို့သိရပါတယ်သို့တော်လည်းနိုဝင်ဘာလ19ရက်နေ့မှာတိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့တဲ့အတွက် လူအ ਨੇ စုသာမြို့ပြင်ကိုထွက်ခွင့်ရခဲ့ပြီးတော့အရေးအတွက်အတိအကျမသိရသေးတော့လဲလူရိတ်၄000ထက်မနည်းဟာမြို့ထဲမှာကြံနေအောင်မဲလို့အခြားသတင်းရင်းမြစ်တို့ကပြောပါတယ်တိုက်ပွဲကပြန်ဆလာတော့ထွက်ခွင့်မရကြပဲနဲ့ဆက်ပြီးတော့ပြေးမိနေကြပါတယ်လုံခြုံမှုမရှိတာကတော့တရားရဂိုင်းတို့အပြစ်ပါပဲ ကံကောင်းရင်တော့အသက်ရှင်ပါမယ်မနေ့ကတော့မှ KBZ ဘန်အနည်းမှာတိုက်ပွဲကြောင့်အသက်40အရွယ်အမျိုးသားတဦးသေဆုံးသွားတယ်ပြီးတော့အစားအသောက်ကအရေးကြီးတယ်ငတ်တဲ့သူကငတ်အစာချောက်တင်းထားတဲ့သူကတော့စားရတာပေါ့အကုံလုံးကဒစုဒစည်းတဲ့နဲ့ပုံခုံနေတာမဟုတ်ပါဘူးအကုံလုံးကဘေးကင်းမဲ့ထင်းတဲ့နေရာတွေမှာပြန်ကျဲပြီးတော့ပုံခုံနေပါတယ်လို့ပြောဆိုထားပါတယ်။တောင်ကုန်းမြို့တွေကလူနေအိမ်တချို့ဟာစစ်ကောင်စီရဲ့ဘုံကျဲမှုကြောင့်မိလောင်ပြက်စီးဆုံးရှုံးမှုတွေရှိတယ်လို့စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ရှုံမိကြောင့်လည်းလူနေအိမ်အများအပြားမိလောင်ပြက်စီးသွားပြီလို့သိရပါတယ်။ တောင်ကုတ်တန်တွင်ကားလမ်းဘေးမှာရှိတယ်။ကန်ဒီကျွာကိုလည်းစစ်ကောင်စီက November 16ရက်နေ့မှာလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တဲ့အတွက်နေအိမ်အများအပြားမိလောင်ပြက်စီးဆုံးရှုံးသွားကြောင်းနဲ့ဒုံကျေးရွာအနီးကတင်ချီကိုင်းကျွာကိုလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်များကမိရှုဖျက်ဆီးသွားတဲ့အပြင်လေကြောင်းကနေဘုံကျဲတိုက်ခတ်မှုကြောင့်အရသာ၄ဦးသေဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မဂွေတိုင်ပခုတ်ကူခရိုင်စိတ်ဖြူမြို့အနီးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခတ်ရာစစ်သား၂ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့နိုဝင်ဘာလ22ရက်နေ့မနက်3:30နာရီ20မိနစ်အချိန်မှာစိတ်ဖြူမြို့အနီးစောစိတ်ဖြူကားလမ်းပိုင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်စေးရေးဂိတ်ကိုဝင်ရောက်ပစ်ခတ်တိုက်ခတ်ရာ အကြမ်းဖက်စစ်တပ်က တက်ချက်ကြီးတအုပ်နဲ့တပ်သားတအုပ်တေဆုံးပြီးစစ်သား၃ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဂိမ်းမာက၈ရက်လောက်ပဲရှိတာထွက်မပြေးဘဲနဲ့ခံပြစ်နေကြတာမျိုးနဲ့ကလည်းနီးတယ်ထိတွေ့မှုကတော့9မိနစ်လောက်ပဲစစ်ကူကား3စီးတက်လာလို့လက်နက်မကောက်နိုင်ဘဲနဲ့ပြန်ဆုတ်ခဲ့ရတာလို့မကွေးတိုက်ပတ်ကဖရွေလျားစစ်ကြောင်းရေနေတာကော်လမ်ကတာဝန်ရှိသူတို့ကပြောဆိုထားပါဗျ။၎င်းတိုက်ခိုက်မှုကိုမကွေးတိုက်ပတ်ကဖရွေလျားစစ်ကြောင်းရေနေတာကော်လမ်ပခုတ်ကူခရအမှတ်ဆက်6တက်ရင်စိတ်ဖြူဘာမတိ တက်ခွဲတက်တက်ခွဲနဲ့စိတ်ဖြူမျိုးနဲ့အနောက်ပိုင်းဇုံတက်ပကဖနဲ့မကွေးတိုင်းပြည်သူ့ကာကွယ်အဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲသခိုင်းတိုင်း6ဦးမျိုးနဲ့6ဦးမျိုးအထွတ်မုံရွာမန္တလေးလမ်းမကြီးပေါ်မှာမိုင်းရှင်းနေတဲ့စစ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား၄ဦးသေဆုံးခဲ့ကြောင်း6ဦး People Defense Force CHU PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။နိုဗမ်ဘာလ22ရက်နေ့မနက်8:30မိနစ်အချိန်က6ဦးမျိုးတွေကနေမိုင်းရှင်းရန် ကန်တာကုံကားတစည်းနဲ့ထွက်ခွာလာတဲ့အကြမ်းဖက်စစ်သားများကိုချောင်းဦးမြို့အထွတ်မုံရွာမန္တလေးလမ်းမပေါ်တနေရာရောက်မှာ စစ်သားများကားပေါ်ကနေဆင်းသက်တဲ့အချိန်ပရိသတ်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ရာစစ်သား၄ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ပုံမှန်လမ်းမပေါ်တက်ပြီးတော့မိုင်းရှင်းတဲ့စစ်ခွေးတွေပါပုံမှန်ကတံများကကားနဲ့ထွက်နေကြတံများကကားကလက်ရှိမုံရွာထဲကိုထွက်သွားလို့ကန်တာကားနဲ့ထွက်လာတာ၄ရောက်သေးတယ်လို့သတင်းရထားတယ်။နောက်ဆက်တွဲတော့မသိရသေးဘူး။ဒဏ်ရာရတဲ့သူတွေကို၆ဦးဆေးရုံနဲ့မုံရွာဆေးရုံကိုခွဲပြီးတော့တဲသွားတာတိုက်ခိုက်ခဲ့တာက၆ဦးမျိုးအထွက်မှာပဲဆိုတော့သူတို့စုံမိုးနေမြေနဲ့ကတ်လျက်ပဲလို့ ချောင်းဦး People Defense Force CHU PDF ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုချောင်းဦးမြို့နယ်ပတ်ကဖတိုက်ခိုက်ရေးတပ် CHU PDF တပ်ခွဲ၄ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တေဆုံသွားတဲ့အကြမ်းဖက်စစ်သား၄ဦးရဲ့အလောင်းများကိုခရီးသည်တဲ့ Express ကားတွေနဲ့တဲဆောင်သွားတယ်လို့သိရပါတယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနကာလာသားယောဂါတိုက်ဖြတ်ရေးဌာနတိုင်းဒုတိယဦးစီးမှုဒေါက်တာမိုးမိုးစိတ်ဟာ ဓာတ်နဲ့ခုတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဓာတ်နဲ့ထိုးခဲ့တဲ့သူဟာအသက်21နှစ်အရွယ်မောင်ဝေလင်းနိုင်ဖြစ်ပြီးတော့နိုဗ ెంబ ာလ21ရက်နေ့ညနေ9နာရီလောက်မှာသူ့ရဲ့မိခင်ကိုစေကမ်းပြနေတဲ့အချိန်ဒေါက်တာဒေါ်မွန်းကိုစိတ်နဲ့စကားများခဲ့ပြီးတဲ့နောက်နေအိမ်ကိုဓာတ်ပြန်ယူပြီးတော့ထိုးခဲ့တာလို့ဆိုပါတယ်။သူတို့အိမ်သားကပါအဲ့ဒီကလေးကသူ့အမေစေကမ်းသွားပြတာပြတဲ့အချိန်မှာငွေလေး6000ကျန်တာပါလူတော်ထဲမှာပေါ့ကလေးကလည်းလူပြိုလေးဆိုတော့ပိုးစုပ်ပတ်ဆက်ပြောတော့ကလေးကရှက်သွားတာငွေလေး6000နဲ့အဲ့ဒီလိုပြောရမလားဆိုပြီးတော့ဖြစ်သွားတာလို့ မကွေးမြို့ကတူကပြန်လည်ပြောပြခဲ့ပါတယ်အခင်းဖြစ်တဲ့နေရာဟာမကွေးမြို့ ပြည်တော်သားလမ်းနဲ့ဆေးရုံလမ်းတောင်းအနီးစိမ့်စေကန်အတွင်းမှာဖြစ်တယ်လို့သိရပါတယ် ဓာတ်ထိုးခံရမှုကြောင့်ဒေါက်တာမုံမုံစိတ်ရဲ့လယ်ဘင်းမှာဓာတ်ထိုးသွင်းဒဏ်ရာနှစ်ချက်ရရှိခဲ့ပြီးတော့မကွေးစေုံကြီးမှာစိတ်ကူတနေတဲ့အချိန်ည9နာရီခွဲမှာတိတ်ဆုံးခဲ့တယ်လို့ဆိုပါရယ်ဝေလင်းနိုင်ကိုတော့မကွေးမြို့မှာရဲစခန်းမှာဖမ်းဆီးထိန်းသိမ်းထားတယ်လို့အဲ့ဒီဒေသခံကပြောပါတယ်လက်ရှိမှာရုတ်အလောင်းကိုနေအိမ်ကိုပြန်တည်ထားပြီးတော့နိုဗမ်ဘာလ23ရက်နေ့မနက်ဖြန်နေ့လယ်မှာတကြုံမဲလို့ဒေသခံတွေစီကသိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမတရားမျိုးမှာဖြစ်ပွားခဲ့တဲ့စစ်ကောင်စီအုပ်စုနဲ့တော်လှန်ရေးတပ်ဖွဲ့တို့ကြားကတိုက်ပွဲအတွဲမှာစစ်ကောင်စီအုပ်စုဘက်ကဗိုလ်ကြီးတအူးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတရားနယ်မှာနိုဝင်ဘာလ16ရက်နေ့ကဖြစ်ပွားခဲ့တဲ့အဲ့ဒီနှစ်ဖက်တိုက်ပွဲအတွဲမှာစစ်ကောင်စီအုပ်စုလက်အောက်ခံဗိုလ်ကြီးကျော်စွာမြင့်စိုးသူကြာဆုံးခဲ့တာဖြစ်ပြီးတော့အဲ့ဒီဗိုလ်ကြီးဟာ ချင်းပြည်ဖလန်းမြို့နယ်အခြေစိုက်စစ်ကောင်စီအုပ်စုရဲ့ချေလင်းစတရင်ခလာရ268လက်အောက်မှာတာဝန်ထမ်းဆောင်ခဲ့မှုတဲ့သူဖြစ်တယ်လို့စီရေးသတင်းရင်းမြစ်တအုပ်ကပြောပါရယ်2022ခုနှစ်အတွင်းမှာချင်းတော်လန်ရေးတပ်တွေဖလန်းမြို့နယ်မှာရှိတဲ့တီးဘွာစစ်ကောင်စီအုပ်စုစခန်းကိုစီးနှင်းတိုက်ခိုက်ခံရတဲ့အချိန်မှာအိန္ဒိယနိုင်ငံကိုထွက်ပြေးခိုလုံခဲ့ရမှာအိန္ဒိယအာဏာပိုင်တွေကတမူးမြို့ကနေပြီးတော့မြန်မာနိုင်ငံကိုပြန်လည်လွှဲပြောင်းပေးခြင်းခံခဲ့ရပြီးတဲ့နောက်မန္တလေးတိုင်းမတရားမြို့မှာတာဝန်ကျနေခဲ့တာဖြစ်ပြီးတော့နိုဝင်ဘာလ19ရက်နေ့တိုက်ပွဲအတွင်းမှာတိုက်ဆုံသွားတယ်လို့စီးရေးသတင်းရင်းမြစ်တအုပ်ကပြော ောပါတယ်သူကဗိုလ်ကြီးပါဖလန်းကနေပြီးတော့အိန္ဒိယဘက်ကိုထွက်ပြေးကြတော့စီဒီအန်လှုပ်ဖို့ဆက်သွယ်ပြီးတော့ပြောသေးတယ်မရဘူးတမူးကနေပြောင်းတော့မရီယာဘက်ကိုထပ်ပြီးတော့အပုတ်ခံရတာအဲ့ဒီမှာတေတာလို့အဲ့ဒီစီရိတ်သတင်းရင်းမြစ်ကပြောပါတယ် ိုက်ပွဲအတွင်းမှာတိုက်ဆုံသွားတဲ့အတွက်အလောင်းပြန်မရတာကြောင့်နေပြည်တော်မှာကြံရိတ်ခဲ့တဲ့မိသားစုတွေကနိုဗင်ဘာလ22ရက်နေ့ကဗိုလ်ကြီးကျော်စွာမြင့်ရဲ့နာရေးကိုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။သူ့မိသားစုတွေကတော့အလောင်းမရဘူးလို့ပြောတယ်။အကုန်လုံးဆုံးကတ်ပြီးကြပြီလို့စီရေးသတင်းအမိကပြောဆိုထားပါတယ်။ဗိုလ်ကြီးကျော်စွာမြင့်ဟာမင်းငယ်မျိုးနဲ့ရွာသားကြီးရွာဇာတိဖြစ်ပြီးတော့ ဒေသခံတွေကိုစစ်မှုထမ်းဖို့စီယုံတာဒေသခံတော်လိုင်းရေးသမားတွေကိုလူမှုကွန်ရက်ကနေတဆင့်ချိမ့်ချောက်ပြောဆိုတာတယ်လီဖုန်းနဲ့ဆက်သွယ်ပြီးတော့တော်လိုင်းရေးသမားတွေကိုဆက်သွယ်ခေါ်ယူစိန်ခေါ်တာတွေကိုပြုလုပ်တတ်သူတဦးဖြစ်တယ်လို့ရွာသားရွာဒေသခံတဦးကပြန်လည်ပြောပြခဲ့ပါတယ်ဖုန်းဆက်ပြီးတော့စိန်ခေါ်တတ်တယ်အသားဖြူဖြူလူကလူရည်တန်လေးပဲစိတ်လေးပဲမတန်တာဒေါ်စင်အေးအကြောင်းအတွက်ပြင်းဦးလွယ်မှာတက်ပြီးတော့ဗိုလ်ကြီးဖြစ်သွားတာအဲ့ဒီအကြောင်းမှာတော်တော်လေးကိုအစာသွက်ခံလိုက်ရတယ်နဲ့တူတယ် ်စစ်မှုထမ်းဖို့အတွက်ရွာကလူတွေကိုစီးယုံနေတယ်လို့အဲ့ဒီဒေသခံကပြန်လည်ပြောပြထားပါတယ်မရီယာမြို့နယ်မှာနိုဗ ెంబ ာလ18ရက်နေ့ကစစ်ကောင်စီအုပ်စုကဘုံမူကြော်စေရဥဆောင်တဲ့အင်အား80ကျော်ပါတဲ့စစ်ကြောင်းကိုတော်လိုင်းအင်အားစုတွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့စစ်ကောင်စီအုပ်စုတပ်ဖွဲ့ဝင်12ဦးသေဆုံးကလက်နက်ခဲယမ်းတွေကိုလည်းတိမ့်စီရမိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတိုင်းပေါ့မြို့နယ်မှာပြူစောတီ၃ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့စစ်တပ်ကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၁၈ရက်နေ့မနက်6:30မိနစ်အချိန်မှာပေါ့မြို့နယ်တယောကိုင်းပြူစောတီကျေးရွာကပြူစောတီ၃ဦးဟာရိတ်ခါရှာဖွေရန်အတွက်တယောကိုင်းကျေးရွာဘက်ကိုထွက်လာတဲ့အချိန် ဇေယျဦးခေါ်ပြူစောတိတအူးကိုတော်လိုင်းတပ်များကအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့ကျန်တဲ့နှစ်ဦးကတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါဗျ။အလားတူပဲနိုဝင်ဘာလ20ရက်နေ့မနက်10:00နာရီအချိန်ကလည်းပေါ့မြွနဲ့ရွှေဘုံသာကြီးရွာကပြူစောတိနှစ်ဦးကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အလားတူပဲနိုဝင်ဘာလ20ရက်နေ့ည7:00နာရီအချိန်မှာပေါ့မြွအနီးတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်က 120မမလက်နဲ့ကြီးနဲ့ခွန်းနှလုံးပြစ်ခတ်တိုက်ခိုက်ခဲ့ရာပေါင်မြို့နယ်ဇီးပြူကုန်းချေးရွာအနီးနှလုံးချက်ရောက်ပေါက်ကွဲခဲ့ပြီးတော့ပြည်သူများထိခိုက်မှုမရှိဘူးလို့သိရပါတယ်။အလားတူပဲနိုဗမာလာ22ရက်နေ့မနက်3:30နာရီ30မိနစ်အချိန်မှာစစ်တပ်ကလက်နက်ကြီးနဲ့ထပ်မံပြစ်ခတ်တိုက်ခိုက်ရာခွေးအတွင်းချေးရွာအနီးကိုတလုံးနဲ့ခွေးတွင်းချေးရွာအတွင်းကိုတလုံးချက်ရောက်ပေါက်ကွဲခဲ့ရာ အမျိုးသမီး၂ဦးထိခိုက်ဒဏ်ရာရရှိပြီးတော့နေအိမ်တစ်လုံးပျက်စီးသွားတယ်လို့သိရပါတယ်။တိုက်ပွဲမရှိဘဲနဲ့ကိုပြစ်တာ၂၁ရက်နေ့၁၂နှစ်ကြာကြာလောက်ကနေစပြစ်တာပြစ်တာကခုနှစ်လုံးပြစ်တာတစ်လုံးကမကွဲဘူးခွေးတွင်းရွာမှာကပြည်သူ၂ယောက်ထိတယ်မစိုးရင်ရဘူးညီချားမှထိတာလည်းမစိုးရင်ရဘူးဒီနောက်ပိုင်းတော့ပြစ်တာမရှိဘူးတိုက်ပွဲလည်းမရှိပါဘူးလို့ ပေါက်တောင်ပိုင်းပကဖကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။ဒါ့အပြင်နိုဗ ెంబ ာလ22ရက်နေ့မနက်တနားရီအချိန်မှာထပ်မံပြစ်ခတ်တိုက်ခိုက်ခဲ့ရာမြေချားကြီးရွာအနီးကိုနှလုံးကျရောက်ပောက်ကွဲခဲ့ပြီးတော့ပြည်သူတအုပ်မစိုးရင်ကဒဏ်ရာရရှိခဲ့ပြီးကျန်တဲ့လက်နက်ကြီးတလုံးကတော့ပောက်ကွဲခြင်းမရှိဘူးလို့သိရပါတယ်။နိုဗ ెంబ ာလ22ရက်နေ့မနက်တနားရီ40မိနစ်အချိန်မှာပေါ့မြုံနယ်ကပစ24တက်က87မမလက်နက်ကြီးနဲ့သုံးချက်ပြစ်ခတ်ခဲ့ရာပလောင်ကျေးရွာအနီးကိုကျရောက်ပောက်ကွဲခဲ့ပြီးပြည်သူလူထုထိခိုက်မှုတော့မရှိဘူးလို့သိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းဝမ်းတွင်းမြို့နယ်မှာ9ရက်အတွင်းကြေးရွာများကလူငယ်အယောက်80ကျော်ကိုစစ်မှုထမ်းရန်အတွက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ16ရက်နေ့ကစပြီးတော့ဒီကနေ့အထိဝမ်းတွင်းမြို့ပေါ်နဲ့ကြေးရွာများမှာအကြမ်းဖက်စစ်တပ်ကဇက်တိုက်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတယ်လို့သိရပါတယ်။ဖမ်းဆီးခဲ့တဲ့လူငယ်များဟာကံစွယ်ကြေးရွာ၊ကုန်းရွာကြေးရွာ၊ဒုံကုန်းကြေးရွာ၊ရိုးရွာကြေးရွာ၊ဒိုင်းကောင်းကုန်းကြေးရွာ ညောင်မင်လာကြေးရွာတို့အပါအဝင်အခြားကြေးရွာများကဖြစ်တယ်လို့သိရပါဗါးစစ်တပ်ကနေညမရွေးပဲကြေးရွာများအတွင်းကိုဝင်ရောက်ဖမ်းဆီးခြင်းလမ်းများပေါ်မှာဂိတ်ချဖမ်းဆီးခြင်းများကိုဆောင်ရွက်နေတယ်လို့ဒေသခံပြည်သူများထံကသိရပါဗါစစ်တပ်ကဖမ်းတာမှာညောင်မင်လာကြေးရွာကကြီးပဲလူငယ်အယောက်20ကျော်တယ်ရွာတွေနဲ့မြို့ပေါ်မှာပါဆိုရင်စုစုပေါင်းလူငယ်အယောက်80ကျော်တယ်စစ်တပ်ကဖမ်းတာဝမ်းတွင်မြို့တဲတော်ယထာဘူတာအနီးမှာလဲစစ်ခွေးတွေကမနှက်တိုင်းလို့လို့ စစ်ဆေးပြီးတော့ပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်ဆောင်နေတယ်လို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်။လက်ရှိစစ်မှုထမ်းရန်အတွက်ပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်များအားလုံးကိုဝမ်တွင်ရဲစခန်းမှာထားရှိတယ်လို့သိရပါတယ်။များမကြာမီမှာတပ်ဆိုင်ရာစစ်တပ်တင်တန်းကြောင်းများထံကိုပို့ဆောင်မှာဖြစ်တယ်လို့သိရပါတယ်။အလားတူပဲနိုဝင်ဘာလ22ရက်နေ့အကြမ်းဖက်စစ်တပ်ကမန္တလေးတိုင်းမြေသားမြို့နယ်ထိုင်ကန်ကြီးကျေးရွာကလူငယ်12ဦးကိုလည်းစစ်မှုထမ်းရန်အတွက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံပြည်သူများကပြောပါတယ်။ဒါအပြင်ရန်ကုန်တိုင်းလှေကူးမြို့နယ် ကျွန်းကလေးကြီးပါမှာလဲစစ်မှုထမ်းအပတ်စဉ်ရှစ်အတွက်ဆိုပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းနဲ့ငွေကြေးချင်းချောက်တောင်းခံမှုများဖြစ်ပွားလျက်ရှိတယ်လို့ဒေသခံပြည်သူများကပြောဆိုနေကြပါတယ်အချမ်းဘတ်စစ်တပ်ကလေကူးမြို့နယ်ကျွန်းကလေးကြီးရွာကစစ်မှုထမ်းရန်အတွက်လူငယ်နှစ်ဦးတောင်းခံပြီးတော့အဲ့ဒီလူငယ်နှစ်ဦးကိုရရှိရန်မဲဖောက်ချင်းများကိုလည်းလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ကျွန်းကလေးကြီးရွာအုပ်ချုပ်ရေးမှုအဖွဲ့ကအိမ်တော်စုတစုကိုငွေကျပ်2000ကနေ4000အထိလဲအတင်းအကျလိုက်လံကောက်ခံနေတယ်လို့သိရပါတယ်။စစ်မှုထမ်းဖို့မပါဖို့အတွက်တဲ့အိမ်တော်ကိုယောက်ျားသားရှိရင် ငွေ၄000တောင်းတယ်ယောက်ျားသားမရှိတဲ့အိမ်ကတော့တအိမ်ကို2000ဆိုပြီးတော့လိုက်လံကောက်ခံနေတယ်လို့ဒေသခံပြည်သူတို့ကပြောပါတယ်အကြမ်းမဲ့စစ်ကောင်စီကအခုနှစ်မေလကစတင်ပြီးတော့စစ်မှုထမ်းတင်တန်းများဖွင့်လှစ်ပြီးလူငယ်များကိုအတင်းအကျပ်စစ်မှုထမ်းခိုင်းနေရာအခုခါမှာစစ်မှုထမ်းအပတ်စဉ်၈အထိကိုရောက်ရှိလာပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမတရားမြို့နယ်စိန်ပန်းကုန်းကျွန်းရွာနယ်တဲကျွန်းရွာအနီးကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဓာတ်ရုပ်အစိတ်ငွေဘုံများအပါအဝင်ဘုံဆက်တလုံးကျဲချတိုက်ခိုက်ခဲ့ရာပြည်သူအယောက်80ကျော်မူးမိတ်လဲကြပြီးတော့သတိလစ်ကုန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့နိုဝင်ဘာလ22ရက်နေ့မနက်7:30မိနစ်ခန့်မှာစိန်ပန်းကုန်းကျွန်းရွာနယ်တဲကျွန်းရွာအနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်တပ်က Jet Fighter နှစ်စီးနဲ့ဓာတ်ရုပ်အစိတ်ငွေဘုံများအပါအဝင်ပေါင်900ဘုံ၄လုံးနဲ့ပေါင်100ဘုံ9လုံးတို့ကိုကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါ ပါတယ်အကြံပေးဆက်တဲ့ကလေရင်နဲ့ကျဲချခဲ့တဲ့ဘုံသီးများကထွက်ပေါ်လာတဲ့အငွေ့များကြောင့်လက်ရှိအချိန်မှာပြည်သူအယောက်80ကျော်ဟာမူးမိတ်လဲကြပြီးတော့သတိလက်နေကြောင်းအရေးပေါ်ကုသမှုများလှုပ်ဆောင်နေရကြောင်းသိရပါတယ်ပြည်သူတွေအတုံးယုံဖြစ်ကုန်ပြီးအထိကိုက်များတယ်အခုလေးတင်တဲထုတ်လာရတဲ့သူအယောက်80ကျော်တဲ့သတိပြန်ရတဲ့သူနဲတယ်တော်တော်များများသတိမရသေးဘူးလို့ Voice of Mandalay အဖွဲ့ကတာဝန်ရှိသူတဦးကပြောပါတယ်အခုလိုမျိုးလေကြောင်းတိုက်ခတ်မှုအပြီးမှာအကြံပေးဆက်တဲ့ကလက်နက်ကြီးများနဲ့ခြေရွာများကိုဇက်တိုက်ပစ်ခတ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရိတ်သတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ